နေမကောင်းပေမဲ့လာစားကြိုးထုတ်ထားတဲ့အိမ်မပြန်ရတဲ့ဝန်ထမ်းမလေးကိုအခုလိုပြုမှုဆက်ဆံလိုက်တဲ့မြတ်သူသူတချိန်က MRT4 မင်းတမင်းချော်လေးအခုချိန်မှာတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်မလေးသူဖြစ်နေပြီဖြစ်တဲ့မမြတ်တူတူဟာသူမရဲ့ဝန်ထမ်းအပေါ်မှာမတင်မထားတဲ့လုပ်ရက်တွေတခုလုပ်ခဲ့ပါတယ်။ဒါကြောင့်လေလူပြောများနေရပါအထူးသဖြင့်မြတ်တူသူရဲ့ရုပ်ရည်အလားပါတမကစိတ်ထားအလားကဘလောက်ထိအချင်းရှောက်ပေါ်လင်းတယ်ဆိုတာကိုဒီကျောင်းရလီကတည်ပြနေပါဗျ။ မြတ်သူသူလို့ပြောလိုက်ရင်ချိုသားရေပြုံကြာစရုပ်ကိုပြပြန်ပိုင်နိုင်စွာတရားဆောင်နိုင်မှုတွေနဲ့ပိတရိယအားပေးမှုတွေကိုအခိုင်အမာရရှိခဲ့သူပါအနုပညာလန်းကြောင်းမှာအောင်မြင်နေကနေလုပ်ငန်းရှင်ကြီးကိုစိုင်းထမြတ်နဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့စီပွားရေးလောကကြီးကိုဝင်ရောက်လာခဲ့ပါတယ်အကောစင်တို့မဟာဝန်တန်တွေပေါ်ထားတဲ့စေတနာနဲ့မေတ္တာတရားတွေကြောင့် ဆိုရှယ်မီဒီယာမှာချေချိုးတန်တွေနဲ့ဆွညံနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာလုပ်ငန်းရှင်အများစုလို့ဝန်တန်းတွေကိုအလုပ်ရှင်အလုပ်သမားဆက်ဆံရေးထက်မိသားစုအရင်းချရလို့နှွေနှွေထွေထွေဆက်ဆံတက်လို့ပါပဲ။အခုခါမှာတော့အထက်ပို့ပြီးလူသားဆန်တဲ့သူမရဲ့မှုမြတ်တဲ့စိတ်ထားကိုတပ်ပြီးတွေ့မြင်ရမယ်ဖြစ်ရလေတခုထပ်ဖြတ်ခဲ့ပြန်ပါတယ်။ဇလန်ကဒီလိုပါ သူမရဲ့ဝန်တန်းကောင်မလေးတယောက်နေမကောင်းဖြစ်နေပါတယ်။ဒါပေမဲ့ကောင်မလေးကအိမ်မပြန်ရဲပဲအာကျင်ပေးအလုံးဆက်လုပ်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာဆိုင်ကနေလစာကြိုတင်ငွေ38ကျော်ထော်ယိုတာဘီသူရဲ့စေကွတဇေကလည်းဆနတင်ကြောကြတင်ခဲ့ပါရယ်ဒီတော့ဆုစုပေါင်းအကျွေးတင်၄၀နေပါတင်ရဲ့အတွက်အလုံရှင်ဖြစ်သူမမြတ်တူကိုမျက်နှာပူပြီးအလုံမနာပဲ အင်းပြန်ရဲဖြစ်နေခဲ့တာပါဒီကြောင်းကိုမြတ်သူသူတရားသိသွားတဲ့အခါမှာတော့ပိတ်သက်ကြီးထင်သာသလိုအပြက်တဲ့နောက်စိတ်ဆိုးရမျိုးတွေလုံးဝမလုပ်ခဲ့ပါဘူး။ရေစာဝန်တမ်းမလေးရဲ့ခက်ခဲကိုနားလည်မှုအပြင်နဲ့အရန်ကိုတနာသွားခဲ့ပါရယ်။ချက်ချင်းပဲသူမဟောင်းဝန်တမ်းမလေးကိုအိမ်ပြန်ပြီးကောင်းကောင်းမွန်မွန်အနားယူဖို့ပြောခဲ့ပါရယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ပူပီချင်နူးဖို့ကောင်းတာကစေကူသားစေ၁၂သိန်းကျော်ကိုလုံးဝပြမျိုးတော့ပဲ။ကြိုတင်ထုတ်ယူထားတဲ့၂၈သိန်းကျော်ကိုလည်း အခုချက်ချင်းပြန်ပေးစရာမလိုကြောင်းနေကောင်းပြီးအလို့ပြောင်းဝင်နိုင်တဲ့အချိန်ကျမှလစာတွေကနေမပူမပင်ပဲလောက်အားနဲ့ပြန်လဲပြီးဆက်ဖို့ခွင့်ပြုခဲ့ပါတယ်။ဒါပြင်ရွာပြန်ပြီးအနားယူနေတဲ့အချိန်မှာတကူကူအခက်ခဲရှိခဲ့ရင်လည်းသူ့ကိုအချိန်မီဝင်ဆက်တွေ့ဖို့ပါထလောင်းမှကြာခဲ့ပါသေးတယ်။ ဒီလိုမျိုးမျောလင့်မထားတဲ့ကျန်တာမွန်နဲ့တွေးတွေးအစကားတွေကိုကြားလိုက်ရတဲ့ဝန်တမ်းမလေးရတော့မျက်ရည်တွေနဲ့အတူသူ့ရဲ့အလုံးရှင်ကိုကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ပျက်လေးကမြတ်သူတူဟာရုပ်ရည်ချုံမော်လာပါတဲ့မင်းမင်းတရားဖြစ်ရုံတမကစိတ်ထားပါရွှေလိုမွန်မြတ်တဲ့လုပ်ငန်းရှင်တရားဆိုတာကိုသတိပြနေရပါပဲ။သူမတို့ဇနီးမောင်နဲ့ဟာဘာသာမတူကြပေမဲ့အပြန်အလှန်လေးစားနားလည်မှုတွေနဲ့အတူအလွတ်တန်တဲ့ပရာဟိတလုပ်ငန်းတွေမှလည်းလက်တွဲညီညီဆောင်ရွက်ကြသူတွေပါ ဒီလိုစိတ်ထားကောင်းပြီးဝန်တန်းတွေကိုကိုယ့်ရဲ့မိသားစုရင်းချလို့တဘောချတတ်တဲ့လုပ်ငန်းရှင်မျိုးတွေကျမတို့မြန်မာနိုင်ငံမှာအများပြားပေါ်ထွန်းလာဖို့မျှော်လင့်မိပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲသမိုင်းရဆိုင်ကအလုံအရန်ကြိုစားတဲ့ဝန်ထမ်းမလေးတယောက်ကိုနောက်ဆုံးပေါ် iPhone တစ်လုံးလက်ဆောင်ပေးခဲ့တဲ့အကြောင်းကလည်းလူမှုကွန်ရက်မှာပြောဆမှတ်တွင်ခဲ့ပါသေးတယ်။ဒါဝန်ထမ်းတယောက်ရဲ့ကြိုးစားမှုကိုတမွတ်ထားတိမတ်ပြုတ်တဲ့သမိုင်းရစိတ်ဓာတ်ကိုမြေမောင်းထိုးပြနေရပါပိတ်သက်ကြည့်ဟောမင်းသမီးချော်လင်းမြတ်သူသူရဲ့စိတ်ဓာတ်လေးကိုဘယ်လိုမြင်လဲဆိုတာကိုမမရေးသားပြီးချီချိုးစကားတွေပြောသွားလို့ရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အစီအဝင်စားပွဲအကြောင်းများကိုချင်းချင်းတပြင်းညက်တင်ဆက်ပေးဦးမှာဖြစ်လို့အသေးသေးတော့ပရိသတ်တိုင်းမလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်